ုံးမဲ့မင်္ဂလာပါရေဝရှမ်းလီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ကိုရနေ့ဒီကနေ့မှာကျွန်တော်မိဘတွေကိုအတိပေးပြောကြားခြင်းတဲ့သတင်းတစ်ခုကနောင်ချုံမြို့မှာရှိတဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို၃ရက်အတွင်းထွက်ခွာပြီးဖို့ ။ဒီနေ့အပြည့် TNL ချင်းချုပ်ထားတဲ့နေမြေမှာကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေမောင်းထုတ်ခံရတဲ့အခြေအနေတွေကိုကျွန်တော်မျိုးပါတွေကိုတင်ပြပေးပါပါ။နောက်တစ်ချိန်မှာလည်းပဲခွေးရခွေးနေရခွေးမနေတဲ့အတွက်ဘလို့အခြေအနေမျိုးတွေနဲ့စသိမ်းရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်တင်ပြပေးပါပါ။ ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရံကြည့်ရှုပြီးကိုကျွန်တော်မိဘတအူးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်။တော်လန်တော့နေ့ရက်တိုင်းဟာကျွန်တော်မိသားစုတွေထပ်တူရှိတဲ့နေ့ရက်အချိန်စက္ကန့်တိုင်းအတူတူပါ။ကျောင်းပြည်သူကားကိုတစ်ဖွဲ့ဝင်တွေကိုမွေးထုတ်ပြီးခဲ့ဒါကလည်းကျွန်တော်တို့မိဘပြည်သူတွေသာဖြစ်တယ်။ကျွန်တော်မိဘပြည်သူတွေအားလုံးဟာလည်းကျွန်တော်တို့ရဲ့အရေးကြီးဆုံးသောသူတွေဖြစ်တယ်။ အခုလက်ရှိကျွန်တော်တို့အသက်ခံတာပိဆက်တိုက်ပွဲဝင်နေတယ်ဆိုတာကျွန်တော်တို့မိဘပြည်သူအားလုံးအတွက်ပါသူတာတယ်ကိုနာတယ်စိတ်ထဲမှာဘာမှမထားပဲနဲ့ဘယ်နေမြင်မှုလို့ဘယ်နေရာမှုလို့ဘယ်ဒေတာမှာရှိလို့ဆိုတဲ့ဒေတာဆွဲလူမျိုးဆွဲတွေအခုနေဦးတော်လန်ရေးမှာမကြားရသလောက်မမြင်ရသလောက်ကိုကျွန်တော်တို့လုံစွာနှိမ့်ချပြီးတော့ကျွန်တော်တို့ရဲ့အဓိကဘုံရန်သူကိုပဲ ပြတ်မှတ်ထားပြီးတော့အရှိကိုဆက်လာခဲ့တာကျွန်တော်ရဲ့မိဘတအိုးချစ်စီတိုင်းသိမှာပါဒီနေ့သတင်းခုထပ်ပေါ်လာပါတယ်အဲ့ဒီသတင်းအရှင်းမြတ်ကလည်းကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေနဲ့ရင်းနှီးတဲ့သူတွေစီကထွက်လာတဲ့သတင်းမှာဟုတ်ပြီကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကိုနောင်ချိုမြို့နယ်အတွင်းက၃ရက်အတွင်းထွက်ခွာပေးရမယ်နောင်အောင်မြို့ အတွင်းထဲမှာဆိုရင်နှစ်ရက်အတွင်းထွက်ခွာပေးရမယ်ဆိုတဲ့ရွှေပြောင်းပေးရမယ်ပေါ့ဒါတွေကို TNL နဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းအချို့ကစိုင်ကယ်နဲ့လိုက်လံပြောဆိုမိတ်ပေးနေတာကိုကျွန်တော်တို့ကြားနေရပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒါဒီသတင်းကိုအမှောက်စောလင်ဆိုတာကျွန်တော်မိပါတွေ့ဒါစိတ်ဆန္ဒတွေအာအလင်းမလို့ဖို့ကိုကျွန်တော် မြစ်တာရက်ခံလို့တယ်ကျွန်တော်အချက်နှစ်ချက်နဲ့တင်ပြပေးပါပါလက်ရှိ TNL နဲ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေရဲ့အခြေအနေနဲ့ပြီးတော့ကျွန်တော်ကိုယ်၌ဖြတ်တန်းခဲ့ရတဲ့အခြေအနေတစ်ခုနဲ့ကျွန်တော်တင်ပြပေးပါပါဒါဆိုရင် TNL အကြောင်းကိုအရင်ဆုံးကြည့်ရမှာဖြစ်တယ်ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေလက်ရှိဒါကျွန်တော်တို့ထိ ंछ ုပ်ထားတဲ့ TNL နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေထိ ंछ ုပ်ထားတဲ့နောင်ချိုမြို့နယ်အတွင်းက ကျွန်တော်တို့ရွှေပြောင်းပေးရမယ်ဒါက3ရက်အတွင်းနောက်အောင်ဆိုရင်2ရက်အတွင်းရွှေပြောင်းပေးရမယ်ဒီလိုအချိန်ဒီမှာ TNLA သူတို့တွေထိန်းချုပ်ထားတဲ့နေမီကိုအကျွန်ဖတ်စစ်ခွေမင်းအောင်လှိုင်အာနာယူအုပ်စုလက်ထဲကိုပြန်ပေးတော့မဲ့သဘောလားဆိုတဲ့တို့လို့တို့လို့ထင်မြင်ယူဆချက်တွေအများကြီးထွက်ပေါ်လာပါတယ် ဒီလိုမျိုးကျွန်တော်မိဘပြည်သူတွေကျွန်တော်ပြည်သူတရက်လုံးရဲ့ထွက်လာတဲ့မင်းတို့တို့ပြည်သူတွေကိုနေ့စဉ်တက်ဖြတ်နေတဲ့အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်နေအာနာယူအုပ်စုလက်ထဲကိုမင်းတို့တက်ခိုက်သိမ့်ပိုက်ချားတဲ့မင်းတို့ဆိုတာကအလုံးပါပါတယ်ဥမာတရက်အနေနဲ့ကျွန်တော်တို့ဒါပူပေါင်းတက်ဖွဲ့ဝင်တွေစတရက်အနေနဲ့ပူပေါင်းတက်ဖွဲ့ဝင်တွေကနောင်ချုံမြို့ကို2024 ဇူလိုင်၁၀ရက်နေ့မှာအပီးသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ။ဒါကြောင့်လည်းပဲကျွန်တော်ကတို့ဆိုတဲ့စကားလေးကိုထည့်သွင်းပြောဆိုတာပါ။ကျွန်တော်မိမပြည်သူတွေကအတန်ထွက်လာတာ။ကျွန်တော်ပြည်သူကအဓိကပါ။ဟုတ်ပြီပြည်သူကမေးလာပြီ။အခုကျွန်တော်ပြည်သူကဝေးတစ်ဖွဲ့ဝင်လူငယ်တွေ PDF တွေကိုပေါ့ဗျာ။ပူပေါင်းတစ်ဖွဲ့ဝင်တွေကိုနောင်ချုံမြို့နယ်အတွင်းကနောင်ချုံမြို့အထက်ကနေပြီးတော့၂ရက်အတွင်း၃ရက်အတွင်းထွက်ခွာပေးရမယ်ဆိုတဲ့ လိုက်လံပြောဆိုနေတဲ့အမိန်ထုတ်ထားတဲ့အခြေအနေဟာဒီနေ့ထည့်ထုတ်ထားတဲ့နေမြေမြို့နဲ့ဥပမာနောင်ချူဒီမြို့ကိုမင်းအောင်လှိုင်လက်ထဲကို လာရှိုးလို့ပြန်ပေးမှလာဒီလိုဖြစ်ရဖြစ်လို့ကျွန်တော်တို့ပြည်သူက မေခွန်းထွက်လာတာတော့ကျွန်တော်ရင်မိပါအခုတင်မြနေချင်းကတရားနယ်လေးပတ်သက်ပြီးတော့ကျွန်တော်ဒါကျွန်တော်ရဲ့ထင်မြင်ယူဆချက်နဲ့ တင်ပြနေခြင်းမဟုတ်ပါဘူး။အဲ DVV ဒါကျွန်တော်တို့သတင်းဌာနတွေမှာလည်းပဲအတင်ပြနေတာကိုတွေ့ရမှာဖြစ်တယ်ဗျ။ဟုတ်ပြီ။ဒါဆိုရင်တော့အခုအချိန်ဒီမှာ TNL ကအချမ်းဖတ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုသူတို့တက်ခိုက်သိမ့်ပိုက်ခဲ့တဲ့နေမျိုးကိုပြန်ပေးမှလားဆိုတဲ့မိကွန်းအမေးတွေရှိနေတယ်။ဒါကိုလည်း TNL ဖြေဖို့အရေးကြီးတယ်။ ဘုရတပုံကျော်နဲ့ဒါသက်ဆိုင်ရာအဖွဲ့စည်းတွေထုတ်ပြန်ကြေညာချက်ပြောဆိုချက်ကိုကျွန်တော်တို့ပြည်သူလူထုတရက်လုံးကဒီနေ့အတိုင်းအမှတ်ရနိုင်စေပါဒီဒေါ်လာရေးကလုံးဝကိုအမှားမခံကျွန်တော်ပြည်သူအားလုံးကလည်းဆုံးဖြတ်ပြီးသားအာနာရှင်မှန်မြအမြင့်ကပါဆွဲနှုတ်ပြီးတော့ညှိလန့်ပြစ်ပါဒါကြောင့် ျွန်တော်တော်လန်သောတပ်ဖွဲ့ဝင်တွေအထူးသဖြင့် ERO တပ်ဖွဲ့ဝင်တွေခေါင်းဆောင်ပိုင်းတွေပြောရေးဆိုရင်ရှိသူတွေသူတို့နှုတ်ကထွက်လာတဲ့စကားတိုင်းကိုကျွန်တော်တို့ပြည်သူမှတ်ကြောက်တင်ထားတယ်။လုံးသားမှာတန်မိုးရိုက်ပြီးတော့တိမ့်ချတယ်။မနေ့ကပြောတဲ့စကားဒီကနေ့ပြောတဲ့စကားလွှဲမှလို့မရဘူး။ခေါင်းဆောင်ပိုင်းဆိုပြီးပို့ပြီးတော့သတိပြုအောင်ပါပါ။ ဟုတ်ပြီတော်လန်ရင်းဟာကျွန်တော်တို့ပြည်သူကြောင့်သာဖြစ်ပေါ်လာတာပါစစ်ကောင်းဆောင်ဆိုတာကလည်းကျွန်တော်တို့ပြည်သူကရွေးချယ်မှသာစစ်ကောင်းဆောင်ဖြစ်တာပါကွန့်ကိုတက်ပြီးတော့ကောင်းဆောင်လုပ်လို့မရဘူးဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ဂျွန်နိုင်ငံမှာလည်းထုံနေကောင်းပဲလက်ရှိကို့ ဘာသာယူတပိုင်းနဲ့ထပြီးတော့အာနာယူလိုက်တဲ့ main online ကို ကျွန်တော်တို့ပြည်သူက သူ့ကိုခေါင်းဆောင်အဖြစ်သတ်မှတ်ထားတာရှိလို့လားဒါ for example ပါဒါဆိုရင်လက်ရှိနေမြေခြေနေကိုကြည့်အောင်ပါကျွန်တော်အဲ့ဒီနေမိတွင်းမှာလက်ရှိထွက်ပေါ်နေတဲ့ဒါသတင်းအရွှေ့မြစ်တွေအရမန်လေး PDF ကကျွန်တော် TNLA ကိုပူပေါင်းပြီးတော့ ခုညီပေးဖို့ကံလန်းဓာရီရှိထားပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြားရတဲ့သတင်းအရာကျွန်တော် MDY Manly PDF ကဒါအကူအညီပေးမယ်ဆိုတာကိုတော်မှ TNLA ကလက်မခံထားဘူးလို့ကျွန်တော်အဲ့ဒီအတိုင်းလေးပဲကျွန်တော်မိပါတယ်တည်ပြထားပါသူတို့ပစ္စည်းတွေကို7 car တွေ7 car တွေနဲ့တင်နေတာကိုဒေသခံတွေကသတင်းပို့ထားပါတယ် လက်ရှိအကြမ်းဖက်စစ်ခွေးတက်ကိုဒါပေးလိုက်ရတဲ့ဂျွာရီဖြစ်တဲ့မဲပုတ်နောင်လင်းဒါနောင်ချိုကြီးရွှေမှုထောကန်ကြီးရှောက်ချုံအဲ့ဒီအချိပေးလိုက်ရတဲ့အဲ့ဒီမှာအကြမ်းဖက်စစ်ခွေးတွေကနေရာယူတက်ဆွဲနေကြအဲ့ဒါကလက်ရှိမြေပြင်အခြေအနေပါကန်ကြီးမှာရှိတဲ့ကျွန်တော်တို့ဒါမေတိလာရှင်ဆရာတော်လေးတွေဆိုရင် အဲ့ဒီမှာအကျံဖက်စစ်ခွေးတက်ကလာရောက်တဆွဲလိုက်တဲ့အတွက်သူတို့တွေအဲ့ဒီမှာနေလို့မရတဲ့အခြေအနေမျိုးမျိုးကြောင့်နောင်ပိန်ကိုရွှေ့ပြောင်းပြီးတော့ဒါတရင်သုံးနေရတယ်ပေါ့ဗျာဒါကကျွန်တော်တို့တော်လန်တော့ပြည်သူဟာအာနာယူအကျံဖက်စစ်အုပ်စုရောက်တဲ့နေရာကနေပြီးတော့အလိုက်တတိထွက်ခွာပြီးနေကြတာ ါကိုသူတို့ပို့ပြီးတော့တည်ပါလိမ့်ဒီအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကောင်းမြင်မှုမြောက်များစွာရှိပါတယ်ကျွန်တော်တိုင်းရင်းသားတွေအကုန်လုံးကကျွန်တော်ရဲ့ဘုံရန်သူကိုအတူတူအမြင့်ပြတ်ချိန်မုံနိုင်မှာကျွန်တော်တို့အသီးသီးလိုလားတောင်းတနေတဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကိုယ်ပိုင်ပြတန်းခွင့်ရပြီးတော့ကိုယ်ယဉ်ကျေးမှုတွေပြီးတော့ကိုယ်အမျိုးဘာသာတာသနာတွေစသည့်အားဖြင့် ကိုရိုးရဒီပေါ့ဗျာဒါတွေကိုထိမ့်သိဆောက်ရှောက်နိုင်မှာဖြစ်တယ်မဟုတ်ရင်ဘလို့အခြေအနေမျိုးမှာပဲဘလို့အကြောင်းပြချက်နဲ့ဖြစ်စီအားလုံးဖြတ်စည်းခံရမှာဖြစ်တယ်ကျွန်တော်မျိုးသားကျွန်တော်တက်ပွဲတွေဖြစ်ခဲ့တဲ့အခင်းချင်းမှာဖြစ်ပျက်ခဲ့တဲ့အချင်းရာတွေနဲ့လက်ရှိယောမရိုင်းဆိုင်ဇာနဲ့ကျွန်တော်တို့ရဲ့ကလေးတွေစာတင်နေတဲ့ကြောင်းဖုံးကြီးကြောင်းကျွန်တော်တို့ဒါအလူမန်တက်တွေမင်္ဂလာဆောင်တွေ ဘုရားကြောင်းကံတွေပါမချန်ဘုံကျဲပြီးတော့ဖြက်စီးတက်ဖြက်နေတာတွေကို DNA လေးဘုံကျုပ်တာဘုံကျော်လဲတိတယ် MNDAA တပွဲဝင်နေလဲတိလိမ့်မယ် KIA လဲတိမယ် AA လဲတိပါတယ်ဒါတွေကိုကျွန်တော်တို့အထူးပြောစရာမလိုပါဘူးဟုတ်ပြီဒီလိုအခြေအနေမျိုးတွေဖြစ်လာတဲ့ဆိုရင်ကျွန်တော်တို့အဲ့ဒီ data မှာရှိတယ်ကျွန်တော်တို့ရဲ့ CDN movement အဖွဲ့တွေတော်တော်လှန်တော့ ဖောက်ပို့ရဝန်းတစ်ခုလုံးနဲ့တော်လန်သောမိသားစုဝင်တွေအနေနဲ့ထပ်မံပြီးတော့အချက်တဲမျိုးစုံနဲ့ရင်ဆိုင်ရဖို့ရှိပါလိမ့်မယ်။ကျွန်တော်ပြည်သူ့ဘဝတပုတ်ဝင်ကတော့ရွှေ့ဆိုရင်ရွှေ့ပေးတာပဲ။အဲ့ဒီအကြောင်းကိုကျွန်တော်ကျွန်တော်အဖြစ်ရလေးနဲ့ကျွန်တော်ပြီးသွားရင်တင်ပြပေးပါမှာ။တကယ်တမ်းတော့ကျွန်တော်ပြည်သူ့ဘဝတပုတ်ဝင်တွေကိုဒီကနေ့ထွက်ပြော်လာတဲ့သတင်းအမှန်ဆိုရင် နှစ်ရက်အတွင်း၃ရက်အတွင်းမှာရွှေ့ပြောင်းပေးရမယ်ဆိုတာကတခေတ်ကိုခလီကလာစံလုံးပါလေဒီသတင်းကိုကျွန်တော်အတီးပြုတ်နိုင်ဖို့ကျွန်တော်တို့အားလုံးစူးစမ်းနေတယ်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ TNL သတင်းပြန်ပြကြားရေးကိုဆက်သွယ်မေးမြန်းပေးမယ်လည်းပဲလက်ရှိအချိန်ထိဖြေကြားခြင်းမရှိသေးဘူးလို့ DVD မှာလည်းပဲသူဖော်ပြထားတာရှိပါတယ်ဒါကြောင့်ဒီသတင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ကျွန်တော်မိဘတွေကိုအချိန်နဲ့တပြေးညီတင်ပြပေးမှာဖြစ်တယ် ကျွန်တော်ဘာတစ်ခုမှအထီးကိုင်းမခံနိုင်ဘူးဘာတစ်ခုမှအဆုံးရှုံးမခံနိုင်ဘူးကိုတမိုင်းကိုရေးနေကြတာပါဒါဆိုရင်တော့လက်ရှိမှာ TNL နဲ့ပတ်သက်ပြီးတော့ကျောင်းမိဘတွေလက်ရှိထပ်ပေါ်နေတဲ့သတင်းဆိုရင်မကြီးဖို့ကိုလည်းကျွန်တော်အတိပေးလို့တယ်ဟုတ်ပြီကျွန်တော်ရဲဘော်လူငယ်တွေကို၂ရက်အတွင်း၃ရက်အတွင်းမှာထွက်ခွာပေးဖို့သူတို့ပြောဆိုနေတာက တကယ်တော့နှစ်ရက်သုံးရက်ဆိုတဲ့အချိန်ကလုံလောက်တဲ့အချိန်မဟုတ်ပါဘူးကျွန်တော်တို့အများကြီးပြင်ဆင်ရကျွန်တော်ကဒီအချိန်ကတော်လန်တော့အချိန်ပါတိုက်ပွဲတိုင်းရနေရာတိုင်းမှာရှိနိုင်တယ်ပြီးတော့ကျွန်တော်တို့ရဲ့ baking dough ဂျုံရေးကျွန်တော်တို့အများကြီးပြင်ဆင်ရတယ်ဒါသူတို့ထပ်ပေါ်နေတဲ့လက်ရှိဒင်းအရာနှစ်ရက်အတွင်းမှာနောင်ချိုတဲကကျွန်တော် PDF တွေထွက်ပေးရမယ်ဆိုတော့ ဘလို့အခြေအနေမျိုးမှာတို့ဘလောက်ထိတာဝန်ယူပေးနိုင်ပါလဲကျွန်တော်တိုက်ပွဲမြောက်များစွာမြို့သိမ်းတိုက်ပွဲအများစွာကိုကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့ဝင်တွေကျွန်တော်ရဲ့လူငယ်တွေအသက်တွေဘဝတွေခန္ဓာတွေပြီးတော့ကျွန်တော်တို့မိဘပြည်သူတွေရဲ့အိုးအိမ်စီးစိမ်တွေဆုံးရှုံးခံပြီးတော့အရယူတိုက်ခိုက်ခဲ့တာကိုလည်းအမှတ်ရဖို့ရည်ကြီးတယ်ဒီတော်လန်ရေးမှာကျွန်တော်တို့ အားလုံးကိုအချိန်ထဲမှာပဲကျွန်တော်တို့အခုလိုမျိုးခြုံငုံသုံးသက်မြင်တွေ့နေရတာကျွန်တော်တို့အတွက်လွန်စွာတန်ဖိုးရှိပါတယ်အစိုးအနေနဲ့အချို့သောအချိန်တွေဇိုးလေးတွေလည်းကြုံတွေ့ရနိုင်တယ်လို့အကောင်းဘက်ကကြည့်မယ်ဆိုရင်ကျွန်တော်တို့တန်ဖိုးမဖြတ်နိုင်တဲ့အခွင့်အရေးတွေအများကြီးကိုဒီဒီချိန်ထဲမှာရလိုက်တာပါဆိုတော့တပ်ဖွဲ့ဝင်တွေရဲ့သဘောထားယက်တီမှုတွေသူတို့ရဲ့ခံယူချက်တွေပြီးတော့သူတို့ရဲ့ရှစ်ဆက်သွားမဲ့အလားအလာတွေကိုလည်းကျွန်တော်တို့အားလုံး တွေ့မြင်နေရတယ်ဟုတ်ပြီဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်နှိုင်းရှင်ဖော်ပြခြင်းစရာကိစ္စတခုရှိပါတယ်ကျွန်တော်တို့ကိန်းနေမြေတက်မခွန်အခုလက်ရှိအကြမ်းဖက်စစ်ခွေးတက်ကိန်းစင်သွားတဲ့နေမြေကြီးတခုအကြောင်းအဲ့ဒီတက်မခွန်နေမြေအတွင်းမှာရှိတယ်ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကုန်လုံးရွှေ့ပြောင်းပေးရမယ်ထွက်ခွာပေးရမယ်ဆိုတဲ့တဲ့ ကျွန်တော်တပ်ဖွဲ့ဝင်တွေစီကိုရောက်လာပါတယ်အဲ့ဒီမှာကျွန်တော်ရဲ့စီရီယန်တွေအများကြီးရှိတယ်ကျွန်တော်ရဲ့ရဲဘော်လူငယ်တွေအများကြီးရှိတယ်ဆိုတော့နေမည်တစ်ခုမှာလာရပူပေါင်းဝင်းရနေထိုင်နေကြတဲ့အခြေအနေဟာကျောက်ဝိတ်တလုံးနဲ့ရောက်လာကြတယ်ဆိုပေမဲ့ကျွန်တော်ဆက်ဆက်ပြီးတော့ဒီဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ ဒါပူပေါင်းလှုပ်ဆောင်ရမယ့်အလုပ်တွေအတွက်ပြင်ဆင်ရတာတွေအများကြီးရှိဥပမာလည်းနဲ့ထုတ်လုပ်ရေးတွေအတွက်ပြင်ဆင်ရတာရှိပြီးတော့ကျွန်တော်တို့နေရာထိုင်ခင်းစခန်းတွေစောက်ခွာတာရှိနေရာတိုင်းမှာကျွန်တော်တို့ဒါပခက်လေးတလုံးပေါ့ဗျာစစ်ပခက်လေးတလုံး ਨੇ နေလို့မရကျွန်တော်တို့ရဲဘော်လူငယ်တွေကနေလို့ရကောင်းရမယ်ဒါပေမဲ့အသက်ကြီးတဲ့ရဲဘော်တွေလည်းရှိတယ်မိသားစုဝင်တွေလည်းပါတယ်အချို့ တရမီသားစုဝင်တွေပါဒါတက်တက်တီတက်ရွှေတွေမှာပါလာတက်တာတွေလည်းရှိတယ်ဒါလို့လည်းကျွန်တော်မိဘတွေကိုသိစီချင်တာပါဟုတ်ပြီတက်မှာခုနေမြေတွင်းထဲမှာရှိတယ်ကျွန်တော်ရဲဘော်တွေထွက်ပေးရမယ်ဆိုတော့ဒီရင်ထွက်လာတဲ့အချိန်မှာဒါစီရန်မိသားစုတွေလည်းသူတို့လည်းထွက်ပေးရတော့မယ်အချိန်တွေရှိလာပါတယ်ဆိုတော့ကျွန်တော်တို့ဟာ IAO နဲ့ပူးပေါင်းထားတဲ့အတွက် IAO ရဲ့အမိန့်ကိုကျွန်တော်တို့လက်ခံပါတယ် ကျွန်တော်ထွက်ပေးလိုက်ပါတယ်ပြီးတော့ကျွန်တော်တို့ကိုရွှေပြောင်းပေးမှုကိုလည်းသူတို့ကြီးကုညီပေးခဲ့ပါတယ်ဒီရွှေပြောင်းနေနဲ့ပတ်သက်ပြီးတော့နင့်နာဆုံးရှုံးစရာရှိလားဆိုရင်တော့ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့မိဘပြည်သူတွေရဲ့ဝန်ရံကူညီထောက်ပံ့မှုတွေနဲ့ကျွန်တော်တို့လှုပ်ဆောင်ခဲ့တဲ့ကျွန်တော်တိစောက်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့ဆုံးရှုံးရပါတယ်ဒါပေမဲ့တော်လန်ရေးမှာတော့ဘာတစ်ခုမှဒါကျွန်တော်တို့မှန်းဆလို့မရဘူးပေါ့ဗျာ ကျွန်တော်စကန်တစ်ခုလုံးအဆုံးရှုံးခံခဲ့ရတဲ့အခြေအနေအဖြစ်အပျက်တွေလည်းရှိခဲ့ဘူးပါလေအခြားသောဒါပြောင်းရွှေ့တွေမှာလည်းထုံလေးတောက်မှာပဲဟုတ်ပြီဒီလိုအခြေအနေကို KNU ကကောင်းစွာထိန်းချုပ်ပြီးတော့သူလွတ်ဆောင်နိုင်ခဲ့တယ်တချိန်ကပြောစမဲ့စကားလေးတွင်းစရာလေးတောင်ဖြစ်ခဲ့ရတယ်ကျွန်တော်တက်မှာခွန်နေမြေအတွင်းထဲမှာအခုဆိုရင် အကြမ်းဖက်စစ်ခွေးတက်စကန်ကင်းစင်သွားပြီးဟေ့လို့ကျွေးကြော်နိုင်ခဲ့ပါတယ်ကျွန်တော်တို့အခါတရံမှာအချို့သောမီဒီယာသတင်းတွေသူတို့တွေမချင်းမချန်ဖော်ပြချက်တွေဟာကျွန်တော်မိဘပြည်သူတွေအတွက်တည်တင်ဒါတွေရှိပေမဲ့အချို့သောစစ်ရေးနိုင်ငံရေးအရာ ကျွန်တော်တို့တိုင်းရင်းသားခေါင်းဆောင်တပ်ဖွဲ့ဝင်တွေဟာ လှည့်ပတ်ကစားရတဲ့အခြေအနေကိုလည်းပဲကျွန်တော်ကတင်ပြပေးနေတာပါကျွန်တော်ပြောပြီးသားကျွန်တော်နိုင်ငံရေးသမားမဟုတ်ဘူးဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဘလို့ကတော့ဘလို့ဖြစ်နိုင်တယ်ဘယ်အချိန်မှဘာတွေဖြစ်နိုင်မလဲကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်ကိုနိုင်ကအီယာကိုတက်ဖွဲ့ဝင်နေတယ်ပူပေါင်းပြီးတော့လေ့ကျင့်ခဲ့တယ်တင်းနဲ့တက်ခဲ့တယ်တိုက်ပွဲတွေအထူးထူးဝင်ခဲ့တယ်အထူးထူးစားခဲ့တယ်အထူးထူးနေခဲ့တယ်အထူးအိတ်ခဲ့တဲ့အတွက်ကျွန်တော်တိုင်းသားခေါင်းဆောင်တွေရဲ့အရေးချင်းကိုကျွန်တော်တို့သိတယ်ဒါကြောင့် ျွန်တော်ကအခုပြောနေတဲ့တမန်ခွန်နေမြေအတွင်းထဲမှာရှိတယ်ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထွက်ခွာရမယ်ဆိုတဲ့အမိန်မျိုးကိုကျွန်တော်တို့ရခဲ့ဘူးတယ်ဒါပေမဲ့အဲ့ဒီအမိန်ကိုလည်းကျွန်တော်တို့လက်ခံခဲ့အခုတမန်ခွန်နေမြေမှာအကျန်ဖက်စစ်ခွေးတက်ကင်းစင်သွားပြီကဲဘာပြောစရာရှိတယ်ကျွန်တော်ကတော့ရဲဘော်လူငယ်လူငယ်တွေပဲတင်ပြပါတယ်အချို့တော့ဒါသူတွေအနေနဲ့တော့ဒီဘော်မှာတော့ တင်နေလည်းပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ဘယ်သူနေပဲဖြစ်ပေါ့ဗျာတင်းနေကြက်ကြက်တွေဝေဘန်နာတွေလည်းပြင်းပြင်းထန်ထန်နေထွက်ပေါ်ကောင်ထွက်ပေါ်လာပါလိမ့်မယ်ကျွန်တော်မိပါတွေကျွန်တော်သတင်းထဲမှာကျွန်တော်မိပါတွေတိကျင်တဲ့အချက်လေးတွေကိုပဲယူပြီးတော့အချို့အစိတ်တောက်တွေကိုဖယ်ရှားဖို့အရေးကြီးပါတယ်ဆိုတော့ကျွန်တော်စီကရနိုင်တဲ့သတင်းကတော့ကျွန်တော်လူငယ်တွေရဲ့လက်ရှိဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေနဲ့ဖြစ်ပျက်ဖူးခဲ့တဲ့အကြောင်းအရာတွေကိုကျွန်တော်တင်ပြနိုင်သလောက်ကျွန်တော်တင်ပြသင့်သလောက်ကျွန်တော်မိပါတွေကိုဒါအခုလိုမျိုးတင်ပြပေးနေတာဖြစ်တယ် ျွန်တော်တို့ထွက်ခွာခဲ့တဲ့ဒုဗိမဲ့ဒီနေ့ဒီချိန်မှာတော့အကျမ်းဖတ်စစ်ခွေးတက်ကင်းစင်အောင်ကျွန်တော်တို့တော်လန်တော့တပွဲဝင်တွေနဲ့ KNU တပွဲဝင်အသီးသီးနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲအဲ့တော့အဲ့ဒီအချိန်နှီးမှာအကျမ်းဖတ်စစ်ခွေးတက်ကကောင်းနေဝင်ရောက်တဆွဲခဲ့တာပဲဝင်လာတာပဲသူတို့မဝင်ရင်တော့မှဒါသူတို့နဲ့ဒါပတနာရနေတဲ့အဖွဲတွေပေါ့ဗျာ ဒီလိုအဖွဲ့တွေနဲ့နေမြရှင်းလင်းရေးပုံစံမျိုးတွေလောက်တာတွေလည်းရှိဒါတွေကကျွန်တော်တို့ကြုံတွေ့ခဲ့ရတာတကယ်အဖြစ်ပြက်နေเนาะကျွန်တော်မြင်ပါတယ်ကျွန်တော်စကန်ပြီးအရှုပ်ခံလိုက်ရတယ်ဒါကျွန်တော်ဆုံဆုံသွားတာဒါဒါကိနာအဖြစ်မှန်နေကျွန်တော်တို့မိဘပြည်သူတွေကိုညီခဲ့တဲ့ဒါအထောက်ပံ့တွေနဲ့ငွေကြေးအချို့ဆုံးရှုံးခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့အခုပြန်ရလိုက်တာကအချမ်းဖက်စစ်ပိတ်တက်ရဲ့လက်နက်တွေ လက်နက်ကြီးတွေ120 123တွေအပါအဝင်အမြောက်အများဒီတက်ပုံပြီးတော့ကျွန်တော်ရလိုက်တာကသူတို့ရဲ့နိုင်လူစိတ်သူတို့ရဲ့ယုံကြည်မှုတွေအကုန်လုံးကိုကျွန်တော်တို့ကရိုက်ချိုးနိုင်ခဲ့တာသူတို့ကအရှုံးသမားတသက်ဆိုတာကိုသူတို့တွေလက်ခံစေခဲ့တာဒါကကျွန်တော်တို့ရဲ့ကြီးမားတဲ့အကျိုးမြတ်ဆိုတော့အခု DNL နဲ့မြေတွင်းမှာရှိတဲ့နောင်ချိုးမှာကျွန်တော်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေ ဖယ်ပေးရမယ်ဆိုတဲ့အခြေအနေကိုကြောက်မိပါလေလေးကစောင့်ကြည့်စေချင်တယ်ဒါကြောင့်အရန်တွေဒါဖိအားမပေးဘူး pressure မပေးဘူးအရေးကြီးတယ်ကျွန်တော်မိဘပြည်သူတွေအတန်ထွက်ဖို့လိုရဲဆိုရင်ကျွန်တော်အပါဝင်မိဘတွေနဲ့ထပ်တူကျွန်တော်တင်းမြင့်ထန်ထန်ကျွန်တော်ကန့်ကွက်မှုတွေရှိလာမှာပါကျွန်တော်ရဲဘော်တွေခန်းစားရတာကျွန်တော်တို့ တည်ဆုံးပါဒေတာခံတွေခံစားရတာကိုလည်းဒေတာခံတွေပို့ပြီးတော့တည်ဆုံးပါ TNL ခံခဲ့ရတဲ့အခြေအနေကိုလည်းပဲ TNLA တပ်ဖွဲ့ဝင်တွေပို့ပြီးတော့အတည်ဆုံးပါဟုတ်ပြီဒီကနေ့မှာညီကုန်းချုပ်စကားပြောချင်တာလေးတခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်ပြည်သူ လက်ကလွတ်မြောက်စရာအကြောင်းမရှိတော့တဲ့ဂျမန်ဖက်စစ်ဂွိတ်တက်ဒီအပိုင်းတွေအတွင်းမှာ ်ဒါကျွန်တော်တို့ဒါအမြန်လမ်းမလမ်းမိုင်းတွေပေါ့ဗျာအမှန်လမ်းမကြီးပေါ်မှာဂျမ်းဖက်စစ်ခွေးတက်ရဲ့ဒါအရာရှိတွေကိုနေ့စဉ်ကျွန်တော်တို့အရှင်ဖမ်းမိခဲ့တာတွေကိုတက်တည်ပစ္စည်းတွေတကွာတင်ပြခဲ့ပြီးဖြစ်တယ်ဒီနေ့မှာတော့လပိဆိုင်ကိုထွက်တော့လပိထွက်တော့တဲ့အကြမ်းဖက်စစ်ခွေးတက် ကနှစ်កောင်လပိဆိုင်မှာပဲအရှင်ခံလိုက်ရပါတယ်ခွေးဟာခွေးနေရခွေးနေတဲ့မှာလူတော့တိုးဖို့စူးစမ်းရှင်တော့အခုလိုမျိုးခွေးတေဝတ်တေ ရုပ်ပြက်ဆင်းပြက်ပြေဆုံးရမှာဖြစ်တယ်ဒီနေ့မနက်9နာရီမှာမော်ဗီဇာဖျားမှာတက်ဆွဲထားတဲ့အကျံဖက်စစ်ခွေးတက်ဖွဲ့ဝင်းတွေအချို့ကျွန်တော်အဲ့ဒီဖျားကလပိဆိုင်မှာထိုင်ပြီးတော့လပိတောက်နေတဲ့အချိန်မှာပဲကျွန်တော်ပြည်သူ့ကော်မတီတက်ဖွဲ့ဝင်းတွေငယ်တွေကဝင်းရောက်ပြက်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်တက်ဖွဲ့ဝင်း2ဦးလို့ပွဲချင်းပြီးတေး အဲ့ဒီဖျားကုန်းအနီးမှာတဆွဲထားတဲ့အကြောင်းဖက်စစ်ခွေးတက်စကြောင်းအင်အား600ဝန်းကျင်လောက်ရှိတယ်လို့လည်းကျွန်တော်တို့ခဏခုသတင်းတွေကကြားသိထားပါတယ်အဲ့ဒီစစ်ကြောင်းဟာကျွန်တော်တို့ဒါဖားကန့်ကို ဝင်လာတဲ့သတင်းတွေမှာလည်းဝင်လာတဲ့အချိန်မှာလည်းကျွန်တော်တို့ပြည်သူ16ဦးကို လမ်းမှာဘယ်တွေ့တဲ့ဒူတိုင်းကိုတတ်ဖြတ်ညင်ပန်းခဲ့တယ်ဆိုတာကိုလည်းကျွန်တော်တို့သတင်းအရင်းမြစ်တွေမှာတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ အဲ့ဒီဝိညာဉ်ကိုရောက်လာတဲ့အဲ့ဒီအင်အား600ပါဂျမ်းဖက်စစ်ခွေးတက်စစ်ကြောင်းဟာကျွန်တော်ပြည်သူလူလူရဲ့လက်ထဲမှာရောက်နေပြီဆိုတာကိုကျွန်တော်က message ပေးချင်တယ်။မင်းတို့ကအင်အားရှိတယ်မင်းတို့ကလက်နက်ရှိတယ်မှန်တယ်မင်းတို့အခုမသေးသေးဘူးဒါပေမဲ့အချိန်သေးမှာပဲမနှက်ပြန်လာတပတ်ခါလာဘာကြောင့်လဲမင်းတို့ကိုကျွန်တော်ပြည်သူကဝိုင်းထားပြီ။အခု နှစ်ကောင်ထွက်တယ်မနေနိုင်လို့လက်ဖက်ရည်တောက်တယ်လက်ဖက်ရည်ဆိုင်ပါပဲရှင်းလိုက်တယ်ရှင်းပါပြည်သူမုံရင်ဖြည့်စင်းမရှိဘူးဒါဟာအမှန်တရားပါကျွန်တော်နိုင်ငံမှာရှိရှိသမျှတော့တိုင်းရင်းသားတပွဲဝင်တွေအလုံးဟာကျွန်တော်ပြည်သူလူထုမရှိရင်ကျွန်တော်ပြည်သူလူထုထောက်ခံမှုမရရင်ဘယ်အဖွဲ့အစည်းမှယက်တီလို့မရဘူးဆိုတော့ ျွန်တော်ရအားလုံးလက်ရှိဆက်ရှုံးနေတဲ့အာနာယုအုပ်စုဟာကလင်ကချစ်ညံညံနဲ့အလွန်အင်တန်များခဲ့တယ်ဆိုတာတမိုင်းတွေမှာကျွန်တော်တို့တွေ့မြင်ခဲ့ပြီးဖြစ်ပါတယ်။တရုတ်ဟာလည်းသူတို့ရဲ့အကျိုးစီးပွားရဖို့ဆိုရင်ဘာပဲဖြစ်ဖြစ်လုပ်တယ်ဆိုတာကိုလည်းကျွန်တော်အားလုံးသိရှိပြီးသားပါ။ DNLA MNTA တရုတ်နဲ့မကင်းရမကင်းကြောင်းအခြေအနေတွေကိုလည်းကျွန်တော်တို့အားလုံးကသိရှိပြီးသားပါ။ဒါကြောင့်ကျွန်တော်တို့အားလုံးမှာဖြစ်ရှိတဲ့ အဖြေအားလုံးကလည်းကျွန်တော်ပြည်သူမိဘလူထုလက်ထဲမှာသာလည်းရှိပါကြောင်းကိုတင်ပြရင်းနဲ့ဒီနေ့ဗီဒီယိုအဆုံးသတ်ပါစေ။နောက်လာတဲ့ဗီဒီယိုတွေကိုဒီချက်ပိုကောင်းအောင်ချုပ်သပေးပါမယ်။လနဘေးစီဘီကပ်ပီကြောင်းနဲ့ကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့မိဘတအူးချင်းစတန်ဘီရဲ့ကင်းရှင်းပါတဲ့ကြောင်းလေးလေးနက်နက်စတောင်းရင်းနဲ့ကျွန်တော်ရဲ့ဝါရှင်းလေးပါ။